ချက်စီးတင်းကိုအားပေးနေကြတဲ့ brother ညီကို break that တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါးချောင်းပါစေလို့ဥစ္စာပြမနှုတ်ဆက်တာလိုက်ပါတယ်။ဆိုတော့ကျွန်တော်တို့တွေဒါဒီရပိုင်းမှာအပြောင်းရွှေ့တွေကအများကြီးဒါကျွန်တော်အတန်တွေကြားခဲ့ရတယ်ပေါ့နော်။ဆိုတော့ဒါမဲ့ကျွန်တော်တို့ချက်စီးနဲ့ပတ်သက်လို့ရှိရင်ဒီ spa မှာတတိထားတဲ့အကြောင်းအရာလေးအချို့ကိုကျွန်တော်ဒီလိုလေးမှာဆွေးနွေးသွားကြတာဖြစ်ပါတယ်။အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ top ball ခေါ်ယူပြီးတဲ့နောက်မှာပေါ့နော်။ ball ကြိုက်တွေပြီးတဲ့နောက်မှာပေါ့ချက်စီးတင်းရပိုင်းရှင်ပြတာဝန်ယူပြီးတဲ့နောက်မှာချက်စီးအသင်းရဲ့ transfer တွေကပြည်သက်တွေနဲ့ဆန္ဒနဲ့တထက်သေးကြရဆိုတော့တော်တော်လေးရှားတယ်ဆိုတော့ဒါနံပါတ်1ချက်တတိပြုရမယ်ပေါ့နော်။ဒီအား ီမှာကျွန်တော်တို့ကဂိုးသမားဆက်ချူရီရှင်နဲ့စပြောမယ်ဆိုလို့ရှိရင်ပထမအတန်ထွက်လာတာကပက်ထရိုဗစ်ရဲ့ဆန်ချက်ရဲ့ယော်ဂျက်ဆန်ရဲ့ပြီးတော့မိုက်ပန်နာရဲ့ဒီ၄ယောက်ကိုကလပ်ဝေါကပ်မှာသူတို့ရဲ့လက်စွမ်းတွေကိုကြည့်ပြီးတော့လာမယ့်ရာသီသူတို့ရဲ့ဖက်ထရိုက်ဂိုကီပါအဖြစ်ဘသူကတင့်တော်မလဲဆိုတော့ရွေးချယ်မယ်ဆိုပြီးကျွန်တော်အရင်ဆုံးကြားတယ်အဲဒါပေမဲ့နောက်ပိုင်းကျတော့အဲ့ဒီအဲ့ဒီအနေထားကိုကျွန်တော်တို့အနေနဲ့လက်ခံတယ်လက်ခံတယ်ဆိုတော့ကျွန်တော်ဆန်ချက်ကိုမကြိုက်ဘူးသို့တော်လည်းပဲဆန်ချက်ဒီအဲတိုးတက် ဖို့စူးစမ်းမယ်ဆိုလို့ရှိရင်ပေါ့เนาะကျွန်တော်တို့မှာလက်သင့်ခံနိုင်တဲ့အနေအထားမျိုးလေးပေါ့ဟိုအဲ့ဒီအနေအထားမှာဒါပက်ထရိုဗစ်ကတော့ကျွန်တော်စော်ရဲရကြိုက်ပြီးသားကိုသမားဖြစ်တယ်ရောဂျာဆန်ကလည်းအသစ်ခေါ်ယူထားတဲ့ကိုသမားတယောက်အနေနဲ့ဒါ၄ယောက်လုံးစူးစမ်းမယ်ဆိုလို့ရှိရင်သူတို့စူးစမ်းတဲ့ရလက်ပေါ်မူတည်ပြီးတော့ဒါစုပေးမယ်ဆိုတဲ့အနေအထားကိုတော့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့ညင်းစရာမရှိဘူးဒါပေမဲ့နောက်ပိုင်းမှာဘလို့အတန်တွေထွက်လာလဲဆို ရောဘတ်ဆန်ချက်ကိုရောင်းမယ်ဆိုတဲ့အတန်ထွက်လာဟာပရိသတ်တွေနေတာတော်တော်လေးပျော်တာပေါ့နော်ကျွန်တော်ဆိုအဲ့တတင်းကိုဖတ်ပြီးတော့ okay ဘာပဲပြောနော်ချက်စီမစိုးဘဲမြင်တက်လာပြီအဲ့နောက်ကြတော့မဟုတ်တော့ဘူးဆန်ချက်ကပေါ့နော်ပြီးခဲ့တဲ့ရာသီချန်ပီယံလိဝင်တဲ့အနေထားတွေကဆန်ချက်ရဲ့ safe တွေကလည်းအများကြီးရေးပါခဲ့တယ် okay ဒါလက်ခံထောက်ပြီးတော့တစင်ချင်းဘာတိုးလာလဲဆိုတော့ Petrovic ကိုရောင်းမယ်ဆိုတဲ့အနေထားမျိုးဖြစ်လာတယ်ဆိုတော့ Petrovic ကကျွန်တော်တို့ဟိုအများကားတော့ပြောကြတယ်ပေါ့နော် ဒီသူက club walk up မပါလို့သူကထွက်ဖို့စပြီးတော့စဉ်းစားတယ်ဗောနော်ဟုတ်တယ်ဒါပေမဲ့ဒါ Chelsea သင်းရဲ့ twist တွေပဲလို့ကျွန်တော်ကတော့ယူဆတယ် Chelsea သင်းကိုယ်တိုင်ကိုက Petrovic ကို Petrovic အပါဝင်ဗောနော်ဒီတစ်ချက်ကုန်နှစ်ချက်ပြတ်လုပလိုက်တာပြီးခဲ့တဲ့ရာသီမှာအငှားချခဲ့တဲ့ကစားသမားတွေအားလုံးကို club walk up မှာပါဝင်ခွင့်မပေးဘူးဆိုပြီးတော့လုံချလိုက်တယ်ဒါပေမဲ့ Andre Santos ကတော့ချင်းချက်နေနဲ့ပါဆိုတော့ Joao Felix တို့ အယူကိုချူကူတို့เนาะပြီးလို့ရှိရင်ချိုမေကာတို့နောက်ပြီးလို့ရှိရင်ဒါကျွန်တော်တို့ပက်ထရိုဗစ်တို့ကအဲ့ချိန်မှာစပြီးစဉ်းစားကြရဖြစ်လာတယ်အခုဂိန်းဒရီဖေ့စ်ဆိုလို့ရှိရင်လေဒါအခုမှလူငယ်ကစားသမားလေးချက်စီးတင်းခေါ်ယူထားတာမကြသေးဘူးဆိုပေမဲ့စပြီးချက်စီးတင်းနဲ့အကွဲအကြောင်းတွေကဖြစ်လာတယ်ဆိုတော့ဒါတွေကချက်စီးတင်းရဲ့မန်နေဂျမန့်ဘိုင်းနဲ့ပတ်သက်လို့ရှိရင်အများတန်းကျွန်တော်တို့ဝေဖန်နေခဲ့တယ်လို့မင်းကိုထုတ်ရမယ့်အချက်တွေဖြစ်တယ်ဆိုတော့အဲ့ဒီအနေထားမှာဒါဆန်ချိုရဲ့ဆက်ချူရေးရှင်းဆိုရင်လည်းဒီတိုင်းပဲဆိုတော့ဆန်ချိုတော့ဒါပြည်သက်တွေကအများစု မခေါ်ချင်ကြတဲ့အထားကြီးလည်းရှိတယ်။ဒါပေမဲ့အသင်းမှာဆက်ထားလို့လည်းဘာမှမဖြစ်တဲ့ကစားသမားအဲသို့တော့ဖြည်းဖြည်းချင်းဒါမသိဆန်ချိုကိုအသင်းမှာဆက်ထားမလို့လို့ねဆန်ချိုကိုလည်းလုံးဝဆက်မထားဘူးဒီလိုပဲပက်ထရိုဗစ်လေ့ရဖို့များသွားပြီဆိုတဲ့အနေအထားမျိုးတွေကိုကြုံတွေ့နေရတယ်ပရိသတ်တွေလဲနေခြင်းနဲ့မာဒူဂီလိုကစားသမားမျိုးကြတော့အတန်လေးတော့ထွက်ပြတယ်ဒါပေမဲ့တကယ်မဖြစ်ဘူးအဲကျွန်တော်နီးပြခန့်အပ်မှုတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း ချက်စီးသင်းကဒီလိုပဲသွားခဲ့တာကိုတွေ့ရတယ်ပထမဆိုရင်တော့ဒါပြိသက်တွေကြိုက်တယ်เนาะပြိသက်တွေရဲ့နှုတ်ဖျားမှာစွဲနေတဲ့နိပြမျိုးတွေကိုစပြီးတော့တဲတဲပေးတယ်ပြီးရင်သူတို့လှုပ်ချင်တာလှုပ်သွားတာဆိုတော့အဲ့ဒီဟာလေးကိုတော့ကျွန်တော်တို့သတိချက်မယ်လို့ကျွန်တော်ယူဆရတယ်အခုဒီ AC ရဲ့ကိုသမား Mike Mignan ဆိုလို့ရှိရင်လေလေးတန်းတွေတော်တော်ပြစ်ပြီးမှနောက်ရသည်မှခေါ်တော့မယ်ဆိုတဲ့အခြေအနေမျိုးတွေကျွန်တော်တို့ကြားရတယ်ဆိုတော့ဒါတွေကဥမာ ကျွန်တော်တောင်မှတိုက်စစ်ကစားသမားဆိုလို့ရှိရင်လည်းနီကိုဝီလီယံဆိုလို့ရှိရင်ဒါချက်စီပြိသက်တွေကြိုက်ကြတယ်လစ်သွားတယ်ရမယ်ကတင်ဟူဂိုအာခေတိုက်ဒီကစားသမားတွေကိုအသေးစံလိုက်တယ်ဆိုတော့ချက်စီပြိသက်တွေနဲ့တမင်တကာများကက်လန်လိုက်တိုက်နေသလားလို့ထင်ရလောက်တဲ့အထီကိုချက်စီတင်ရဲ့ transfer နောက်ပိုင်းပြုလုပ်တဲ့ပုံစံတွေကသတိထားရမယ့်အနေအထားမျိုးတွေဖြစ်တယ်လို့ကျွန်တော်ကတော့ယုံကြည်တာပဲဖြစ်တယ်ဆိုတော့လက်ရှိမှာတော့ချက်စီတင်ဒီ Champions League ဝင်ခွင့်ရထားတဲ့ အနေထားတည်းရမှာအားလုံးကတော့အစ်ဖြစ်နေတယ်။ကစားသမားတွေလည်းဘာပဲပြောပြောအသင်းမှာရှိတဲ့ကစားသမားတွေအနေနဲ့လည်းအစ်ဖြစ်နေတဲ့အားမျိုးဖြစ်သလို Transport တွေမှာ Chelsea ချိန်ရွယ်တဲ့ကစားသမားတွေကလည်းဒါ Chelsea ဆိုလို့ရှိရင် Champions League ဝင်ခွင့်ရထားတဲ့အနေထားမျိုးရဲ့ U Power ကိုအပြုနေတဲ့အနေထားမျိုးတွေရဲ့အကြောင်းတော့စဉ်းစားနိုင်ကြရှိတယ်ဆိုပေမဲ့ဒါပရိသတ်တွေအနေနဲ့စဉ်းစားရမှာတော့ Chelsea ကငါတို့လိုချင်တဲ့ပုံစံတိုင်းဖြစ်ဖို့ကတော့မလွယ်တော့ဘူးဆိုတဲ့အနေထားပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ခေါင်းယိုးကျိုးနေတဲ့အခြေအနေတွေကျွန်တော်တို့ကပြင်ရတော့မယ် အနေထားပေါ့အများကြီးမျောလိမ့်မိပဲဆိုလို့ရှိရင် Chelsea ရဲ့လုတ်ပုံတွေကလုံးဝဒရာဒလန်တန်ဒလန်ဖြစ်သွားနိုင်တဲ့အခြေအနေမျိုးတွေခင်ချင်းမျိုးတွေကိုကျွန်တော်တို့တွေ့ရနိုင်ပါတယ်ဆိုတော့ဒီရက်ပိုင်းမှာတော့ transfer news လေးတွေကနည်းနည်းလေးပြန်ပြီးငြိမ်သက်နေတယ် Club World Cup ပွဲစဉ်တွေပြီးတော့မှပဲပြန်ပြီးတော့ transfer သတင်းတွေကပြန်အများကြီးမယ်ဆိုတဲ့အနေထားမျိုးမှာတော့ကျွန်တော်တို့လေ့လာသုံးသပ်မိတာဖြစ်တယ်ဆိုတော့ဒီထွက်ခဲ့တဲ့ပေါ့เนาะဒီကြားထဲမှာ transfer window mini transfer window ပေါ့ဗျာဆိုတဲ့အနေထားမျိုးမှာကျွန်တော် ဖတ်ရတဲ့လောက်အနေထားမျိုးတွေကိုချိန်တိုးကြည့်မယ်ဆိုလို့ရှိရင်တော့ချက်စီးတင်ကခေါ်တော့ခေါ်လိမ့်မယ်ဒါပေမဲ့သူတို့ဒီသူတို့ driver တွေရဲ့ဟိုအကြိုက်ကစားသမားတွေပို့ပြီးတော့ဖြစ်ဖို့များတယ်ကျွန်တော်တို့ကသူတို့ကြိုက်တဲ့ထဲကမှကျွန်တော်တို့ ਨੇ အကြိုက်ချင်းတူမသာလင်ဩမဆိုးပါဘူးဆိုပြီးပြောရမှာဖြစ်တယ်ကျွန်တော်တို့ ਨੇ အကြိုက်ချင်းမတူရင်လည်းသူတို့ကသူတို့လှုပ်ချင်တာလှုပ်မယ်ဆိုတော့အနေထားမျိုးကိုပဲသွားมาဖြစ်ပြီးတော့အသင်းမှာရှိနေကစားသမားဆိုလို့ရှိရင်လည်းဒီလိုပဲသူတို့မလို့ခြင်းတဲ့ကစားသမားပြိတ္တဘလောက်ကြိုက်ကြိုက်သူတို့လက်ခိုင်းมาဖြစ်တယ် เนาะဟိုဆန်ချိုကိစ္စဆိုတာဒါနည်းနည်းလေးသဘောဟိုနှစ်ဦးနှစ်ဖက်သွားပြီးတိုက်ဆိုင်ပြီးတူွားတယ်ဆိုတဲ့ဒီသားမျိုးလောက်ပဲရှိတယ်เนาะဆိုတော့โอเคပါဆိုတော့ပရိသတ်တွေဆိုတာကလည်းသူတို့လို professional ကြီးမဟုတ်ဘူးဆိုပေမဲ့ပေါ့เนาะဒါဝေဘန်တန်တွေဆိုတာအလကားမဟုတ်ဘူးเนาะအကြံပေးတန်တွေဆိုတာအလကားမဟုတ်ဘူးဆိုတော့သူတို့နားလေစီကျွန်တော်အမှန်ပဲ Chelsea ပရိသတ်တယောက်နေဒါပေမဲ့လည်းဒါကျွန်တော် Chelsea ကိုယ်တိုင်က culture change သွားရဲဆိုတဲ့အနေထားတစ်ချက်ကိုကျွန်တော်အနေနဲ့နားလေလက်ခံရမှာပါဆိုတော့ဒါက transfer လေးနဲ့ပတ်သက်ပြီးကျွန်တော်တို့တတိထားမယ် အချက်လေးချို့ကိုကျွန်တော်တို့ဒီပြီးမှဆွနေသွားတာပဲဖြစ်တယ်ကျွန်တော်တို့အနေနဲ့နံပါတ်1အချက်ကတော့မျောလင်းချက်ကြီးကြီးမထားဖို့ကိုအသင်းကကျွန်တော်တို့လိုချင်တဲ့ကစားသမားတွေဆိုလို့ရှိရင်တဲပေးလိုက်မယ်တဲပေးလိုက်မယ်တဲပြီးရင်တော့တို့ခေါ်ချင်တဲ့ကစားသမားကိုခေါ်ရမှာဖြစ်တယ်ကျွန်တော်အသင်းမှာထိန်းထားချင်တဲ့ကစားသမားတွေဆိုလို့ရှိရင်လည်းဒီအတိုင်းပဲဟိုနေရာပေးတော့မလို့လို့လည်းတို့မကြိုက်ဘူးဆိုလည်းဆိုခောက်ချရောင်းချသွားမှာဖြစ်တယ်ပေါ့နော်ခါကြီးကြောက်လည်းအဲ့လိုမျိုး transfer တွေကိုခဏခဏပြုလုပ်နေတာက ဂျားထဲမှာသူတို့ပွဲစားကားတွေများဘလောက်များရနေလို့လဲပေါ့နော်ဒါဒီလောက်ထိတော့မှကျွန်တော်တွေးရနေတာဥမာအသင်းတို့အရန်ရေးကြီးတဲ့ရှက်စပွန်ဆာဗျာ French sponsor ဆိုအခုဒီအတိအကျမရှိဘူးအခုဒီ proper မရှိဘူးဆိုတော့ဒါတွေကတကယ်လောက်ရမယ်အချက်တွေပေါ့နော်အဲ့လိုမျိုးပဲနဲ့ဒါလူငယ်ကစားသမားတွေကြောင့်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဟာညီနောင်ကလပ်အသင်းကိုထည့်ပေးလိုက်ဒါနဲ့ပဲသွားနေတဲ့အနေအထားမျိုးပေါ့နော်ခေါ်လိုက်တစ်ခါတစ်ခေါက်တစ်ခေါက်ခေါ်လိုက်နဲ့အများကြီးအပြုံလိုက်ကြီးခေါ်တာ ပျော်လိုက်ကြီးခေါ်ပြီးလို့ရှိရင်အပျော်လိုက်ကြီးကိုပြန်ပြီးတော့အငှားချလိုက်ဟိုကလှုပ်လိုက်နဲ့ဒီလိုနဲ့ပဲရောက်ရခတ်နေတဲ့အနေအထားမျိုးတွေကိုတော့ချက်စီးတဲ့အနေနဲ့ရှောင်ကျင်တဲ့အချက်တင်းမှာပါတယ်ပေါ့နော်ဆိုတော့ဒါတွေကိုတော့ကျွန်တော်တို့မြင်မိတယ်ဒီခါလေးလဲကျွန်တော်တန်တရားတွေဝင်ပြီးလောက်တဲ့အထီတော်မှချက်စီးတဲ့ရဲ့ဘုတ်ဖွဲ့ပေါ်မှာလည်းဖြစ်မိတယ်ပေါ့နော်လီးပြအစပြုကစားသမားအဆုံးခေါ်ယူရဖြစ်တင်းတယ်ဆိုတဲ့နေရာမှာပရိသတ်တွေအတွက်တော့တော်တော်လေးခေါင်းစင်းစားကြအခြေမျိုးတွေဖန်တီးတတ်တယ်ဆိုတော့အများကြီးတော့မမျော်လင့်ဖို့နဲ့ တကယ်လို့ကိုလိုချင်တဲ့ကစားသမားရရင်တော့ဒါဟာတိုက်ဆိုင်မှုတသက်ပဲလို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်။ Okay ပါဘလိုပဲဖြစ်ဖြစ်ပါကျွန်တော် Chelsea အသင်းအနေနဲ့ဒါ Club World Cup ပွဲစဉ်တွေကိုရှင်ပြိုင်သွားဖို့ရှိနေတာဖြစ်တဲ့အတွက်ဂျာရင်မှာတော့ပွဲစဉ်တွေကိုပြန်ပြီးတော့ကျွန်တော်တို့ခန်းစားအားပေးရမှာပဲဖြစ်ပါတယ်။ဘလောက်ထိအပြောင်းလဲတွေမြင်ရမလဲဘလောက်တိုးတက်လာမလဲဘလောက်ထိဒါချန်ပီယံလိဝင်ဝင်ရရဲဆိုတဲ့အနေထားတရမှာစိတ်သက်ပိုင်းဆိုင်ရာဘလောက်ထိတက်ကြွနေတဲ့ Chelsea အသင်းကိုပြန်မြင်ရမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါကြောင်းပြောကြရင်းနဲ့ Chelsea တရင် ်ဒီကလေးတော့ဒီမှာပဲကျွန်တော်နေဆုံးသက်ရန်လာခွင့်ပြုပါခင်ဗျာ ဆုံးနေကြည့်ရှုအားပေးကြတဲ့ brother ညီကိုပြည့်သက်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်เนาะအားလုံးပဲ see you next video ပါ